ရုပ်ရှင်ဇာတ်ကားကြီးရိုက်ရင်မြင်းပေါ်ကနေရုတ်တရက်ပြုတ်ချခဲ့ရတဲ့နေတို့ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆန်ဒီဝက်ဆိုက်တော် page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်။နေတော့အရင်တော့ဆိုရင် romance ရုပ်ရှင်ဇာတ်ကားကြီးတွေသာအရှိန်များတာဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ပရိသတ်တွေသိပ်ပြီးတော့မြင်တွေ့နေကြမဟုတ်ဘဲနဲ့တဘာဝဆန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေသိပ်ပန်ဆန်ဆန်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးနေတာ ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်းနေတော့ရဲ့ကနဝင်ငတိုးရုပ်ရှင်ဇာတ်ကားကြီးကရုံတင်ပြသနေတာဖြစ်ပါတယ်။ကနဝင်ငတိုးရုပ်ရှင်ဇာတ်ကားကြီးက တောသဘာဝကိုအဓိကရိုက်ပြထားတဲ့ရုပ်ရှင်စကားကြီးဖြစ်ပါရင်ရုပ်ရှင်စကားကြီးထဲမှာနေတိုးကခင်းဆက်ဆက်ပုံစံကိုဟာသဆန်ဆန်တရုပ်ဆောင်ပြထားတာဖြစ်ပါရင်ဒါကြောင့်မို့မြင်းတဲ့တရုပ်ဆောင်ရတဲ့အပိုင်းတွေလည်းပါဝင်လို့နေတာဖြစ်ပါရင်နေတိုးကရုပ်ရှင်ထဲမှာမြင်းပေါ်တက်ပြီးတော့တရုပ်ဆောင်ခဲ့ရပါရင်နေတိုးကမြင်းစီးတဲ့ဇန်ဝင်ကန်းတွေကိုအနေငယ်သာတရုပ်ဆောင်ခဲ့ပူတာပါကနဝင်းငတိုးရုပ်ရှင်ဇာတ်ကားကြီးမှာတော့နေတိုးကမြင်းစင်းရဲ့ပြေးရတဲ့အခန်းကိုတည်ယူဆောင်ရတာဖြစ်ပါတယ်။မြင်းမောင်ကနေပြုတ်ကျတဲ့အခန်းကိုတည်ယူဆောင်ရမှာ ဖြစ်ပေမဲ့တကယ်ပြုတ်ကြမှာမဟုတ်ပါဘူး။မြင်းပေါ်ကနေတကယ်ပြုတ်ကြမယ်ဆိုရင် အကြမတော်မှာကြောင့်တေချာကယူဆိုင်နေရပါတယ်။ပြုတ်ကြဖို့တရုတ်ဆောင်တဲ့အချိန်မှာနေတော့ဟန်ချက်မကြီးပဲတကယ်ပြုတ်ကြသွားခဲ့တာပါ။မြင်းရသွားနေတော့မို့နေတော့ရရနေရကိုဆွဲရင်းနဲ့မြင်းနဲ့အတူလဲထွက်သွားတာပါ။ နေတိုးကမြင်းရဲလေဘင်းကိုချက်ထောင်းနဲ့ဖတ်ထားပြီးတော့ပြုတ်လဲလဲပြီးတော့ပြုတ်ကျသွားခဲ့တာဒါကြောင့်မို့နေတိုးကထင်သလောက်တော့မနာခဲ့ပါဘူးပုံမှန်ထက်အများကြီးတက်တာပြီးတော့ကျသွားခဲ့တာပါနေတိုးကမြင်းပေါ်ကနေအနာတရကြီးကြီးမားမားရပြီးတော့ပြုတ်ကျခဲ့ပူပါတယ်နေတိုးကအမှုပညာလောကမှာဝင်နေတဲ့အချိန်ခေါင်းဆောင်မင်းသားနေရာကိုချက်ချင်းရိုက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူးခေါ်ရိုက်မဲ့သူမရှိတာကြောင့်ရိုက်ခွင့်နေမှာအချိန်ကြာကြီးတောဆောင်နေခဲ့ရတာပါနေထက်လင်းတို့ဗီဒီယိုဇာတ်ကားတွေမှာဝင်ရရင်းနဲ့ တရုတ်ဆောင်တယောက်ဖြစ်လာခဲ့တာပါ။ဒါကြောင့်မို့နေတူကမြင်းနဲ့လည်းအကျွမ်းတဝင်ရိုက်ဖူးပါတယ်။တကယ်လို့မြင်းကခါချရင်တောင်မှမနာအောင်ရှောင်းနီးတွေလည်းကောင်းကောင်းကြီးကိုသိနေတာဖြစ်ပါတယ်။နေတူကဘယ်အရာမှမစိုးတေချာတင်ယူတတ်တာပါ။တရုတ်ဆောင်တယောက်အတွက်အတက်ပညာတိုင်းကိုထပ်ထားတင်တာကြောင့်အားတဲ့အချိန်ဆိုရင်တင်ယူနေတတ်တာပါ။တရုတ်ဆောင်တာပြည်ပြင်တာကြောင့်လည်းနေတူကထိတ်တဲမင်းသားတယောက်အဖြစ်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။နေတူကအောက်ခြေကနေကြိုးစားလာခဲ့တဲ့သူဖြစ်တဲ့အတွက် အောက်ခြေလွတ်တာမျိုးလည်းမရှိပါဘူး။တသက်စာအနုပညာရှင်တွေကိုဆိုရင်လည်းစိတ်ရင်းအမှန်နဲ့ကိုလက်တွဲပြီးတော့ခေါ်ပေးတတ်တာဖြစ်ပါတယ်။နေတော့အခုနောက်ပိုင်းမှာဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုစီစစ်ပြီးတော့ရိုက်ကူးနေတာဖြစ်ပါတယ်။သူအနေနဲ့ character ထက်တာမျိုးလည်းမလို့ကျွန်တော်တို့အတွက်အရင်ကမရိုက်ဖူးတဲ့ရုပ်ရှင်ပုံစံမျိုးတွေသာရိုက်ကူးနေတာဖြစ်ပါတယ်။နေတော့မင်းသမီးငယ်လေးတွေနဲ့တွဲဖက်ရိုက်ကူးနေရပေမဲ့ရှုပ်ရှုပ်ရှက်ရှက်သတင်းမျိုးလည်းမထွက်အောင်လုံးဝကိုအနေထိုင်အေးဆေးတဲ့သူဖြစ်ပါတယ်။ဇနီးဖြစ်သူစိတ်ကွဲရမှမျိုးလုံးဝမလုပ်ဘဲ ပွင့်လင်းအောင်နေထိုင်တာဖြစ်ပါတယ်။နေတိုးကမိသားစုဘဝကိုအရန်အလေးထားတာပါ။နေတိုးရဲ့အိမ်တော်ကြီးကအေးချမ်းပြီးတော့ပျော်ရွှင်စရာကောင်းတာကြောင့်အားလုံးကအားကျနေရတာဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ဖို့ဆိုရင်အကုန်လုံးကိုတေချာလိလာပြင်ဆင်ပြီးတော့မှရိုက်တာကြောင့်မြင်းပေါ်ကနေပြုတ်ချခဲ့တာကြောင့်ဒရာကြီးကြီးမမမရခဲ့တဲ့နေတိုးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။စုံတိချုပ်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။